မင်းအင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 12ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ရဲ့ကိုစားပြုယာယီတမရအမိခံမြင်းဆွေရဲ့အတုပချပွဲကိုအာနာရှင်ဟောင်းတန်းရွှေမတ်တပ်ဖဲနဲ့မြေးဖြစ်သူနေရွှေသွေးအောင်ကိုသာဆေးလုတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒါအပြင်ရခင်တမရဟောင်းတိန်းစိန်ဘိုးချုပ်ကြီးဟောင်းရွှေမန်းနဲ့လူမြင့်ခွဲမှာကာလကြာရှည်စွာပျောက်ကွယ်နေခဲ့တဲ့တီဟသူရတင်အောင်မြင့်ဦး ဒုသမရာဟောင်းညံထောင်းရခိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတင်အေးအပါအဝင်ဘိုးချုပ်ဟောင်းအလုံးလူဆောင်တက်ဆောင်တက်ရောက်ခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်အတုပါချပွဲကိုလာရောက်တဲ့သမရာဟောင်းသိန်းစိန်တင်အောင်မြင့်ဦးတင်အေးအပါအဝင်ဘိုးချုပ်ဟောင်းများကိုမင်းအောင်လိုင်ကလိုက်လံနှုတ်ဆက်ခဲ့တော့လေဘိုးချုပ်ကြီးဟောင်းသူရရွှေမန်းကိုတော့လုံးဝနှုတ်ဆက်ခြင်းမရှိဘူးလို့နာရေးမှာရောက်နေခဲ့တဲ့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါဗျ ဥွှေမန်းကိုတော့သူကနှုတ်ဆက်တာမတွေ့ရဘူး။ကြံတဲ့သိန်းစိန်တို့တင်အောင်မြင်ဦးနဲ့အခြားသောအငိမ့်စားဗိုလ်ချုပ်ကြီးတွေအားလုံးကိုမင်းအောင်လိုင်းကလိုက်ပြီးတော့နှုတ်ဆက်တယ်။ရွှေမန်းကိုကြတော့အရေးကိုမလုပ်တာလို့နေပြည်တော်စစ်ဘက်သတင်းအေးမြစ်ကရှင်းပြထားပါရယ်။ဩဂတ်စ်လ17ရက်နေ့ကနေပြည်တော်မှာရှိတဲ့ဒုသမ္မတနေအိမ်မှာမြင်းဆွေရဲ့ရက်လယ်နာရေးတပိတ်တုပ်ပွဲပြုလုပ်မှဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြန်မျိုးဘော်ကစစ်ကောင်စီရဲ့ကင်းစခန်းတွေတိုက်ခိုက်ခံရပြီးတဲ့နောက်ချောင်းဆောင်စစ်စေးရေးဂိတ်ကစစ်ကောင်စီတပ်သားတွေစုခွာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီကမကွေးတိုင်းမြန်နဲ့သခိုင်းတိုင်းပလဲညွန်နယ်သွားတဲ့လမ်းမိုက်ဘော်ကချောင်းဆောင်စစ်စေးရေးဂိတ်ဟာ အင်အား20ထက်မနည်းစစ်တပ်ကအထိုင်းချတပ်ဆွဲထားတယ်လို့ဆိုပါတယ်။ဒီဂိတ်ကတော်တော်ကိုခိုင်းပါတယ်။ဘန်ဂါကောင်းကောင်းတွေရှိတယ်လို့ဂရုချင်းတွေလည်းတေးချကိုတူးထားတာလို့စစ်ကောင်စီတပ်သားတွေဆုံးခွာခဲ့တဲ့ချောင်းစုံဂိတ်နဲ့ပတ်သက်ပြီးတော့မြိုင်ပကဖကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။ချောင်းစုံဂိတ်ကိုတော်လိုင်းတပ်တွေကရှင်းလင်းမိရှုဖျက်ဆီးခဲ့တယ်လို့လည်းပြောပါတယ်။အခုကချောင်းစုံဂိတ်ကိုလက်လွတ်ခဲ့ရပါပြီ။ပခုတ်ကူဂိတ်တို့၊ကိုင်းတော်မှဂိတ်တို့လည်းလက်လွတ်ခဲ့ရပြီ။အခုကျန်တာကမန္တလေးကိုထွက်တဲ့လမ်းပေါ်က မန္တလေးဂိတ်ပဲကျန်တော့တယ်လို့မြန်မြို့နယ်စီရေးသတင်းရေးမြစ်ကရှင်းပြထားပါတယ်။စစ်ကောင်စီတပ်ကမြန်မြို့ပေါ်မှာစုယုံတပ်တွေထားပြီးတော့မြို့ရင်းမှာရှိတဲ့စီးပွားရေးဘဏ်ရဲစခန်းနဲ့ဈေးတွေမှာတပ်ဆွဲထားတာရှိတယ်လို့သူကဆက်ပြောပါတယ်။ဒါအပြင်မြန်မြို့နယ်ရဲ့စီရေးအခြေအနေတွေအရာမြို့နယ်တမန်ခွဲအကွာဝင်းကျင်အထိတော်လိုင်းအင်အားစုတွေကစိုးမိုးထားနိုင်ပြီလို့လည်းသိရပါတယ်။ဩဂတ်စ10ရက်နေ့မှာမြန်မြို့ပေါ်ကစစ်ကောင်စီရဲ့တပ်ကင်းစခန်းနဲ့ဩဂတ်စ9ရက်နေ့ကမြန်မြို့အရှိတ်ချမ်းကစီကောင်စီတပ်ဆွဲရာစီမံကိန်းရုံးတွေကိုတော်လိုင်းအင်အားစုတွေ ိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်းမှာစစ်တုံးပိုင်း15ဦးဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်16လက်ရရှိခဲ့တယ်လို့မြိုင်ပကဘာနဲ့ဒေသခံအင်အားစုတွေရဲ့ထုတ်ပြန်ချက်အရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဗမော်ကိုစံတက်လာတဲ့စစ်သည်မအုပ်စုကဒူရဲအုပ်တအုပ်နဲ့စစ်မှုတန်းနှစ်ဦးတို့ဟာထွက်ပြေးလွတ်မြောက်လာပြီးတော့စစ်ဥပဒေနဲ့အညီထိမ့်သိမ်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမန္တလေးမြို့ကောဝိန်စိတ်ကန်းကနေ AR မြေကြောင်းအတိုင်းစံတက်လာကကချင်ပြည်နယ်ဗမော်မြို့ကိုဥတီခုံမောင်းခဲ့တဲ့ ။အဲကြမဲ့စစ်သည်မအုပ်စုကဒူရဲကိုတောင်းနေအထမလူသစ်စူဆောင်းခံရတဲ့စစ်မှုထမ်းနှစ်ဦးတို့ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့သိရပါဗျ။၎င်းတို့ကို NUG ရဲ့ကာကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်တပ်မတော်ကစစ်ဥပဒေနဲ့အညီထိန်းသိမ်းထားရှိတယ်လို့သိရပါဗျ။ ဗမာမျိုးကိုစစ်ကူနဲ့ရိတ်ခါပေးပို့နိုင်ရန်စစ်သည်မော၁၈စီးထက်မနည်းဇူလိုင်လစာမိုင်းကစတင်ပြီးတော့မန္တလေးမြို့ဂေါဝင်စိတ်ကန်းကနေ AOD မြေချောင်းတိုင်းစတက်ခဲ့ပြီးပြည်သူ့ကာကွယ်တပ်မတော်ပြည်သူ့ကာကွယ်အဖွဲ့နဲ့မဟာမိတ်အဖွဲ့အသီးသီးတို့ကမြေချောင်းတလျှောက်မှာအဆင့်ဆင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။အခုလိုတိုက်ခိုက်တဲ့အချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များကြားနဲ့စစ်သည်မော၄ပေါ်မှာရှုပ်ထွေးမှုများဖြစ်ပေါ်နေတဲ့အချိန်ဒူရဲအုပ်တူရအောင်နဲ့အာဓမလူသစ်စုဆောင်းခံရတဲ့ဟန်ဝင်းအောင်နဲ့ ပိုင်ထက်အောင်တို့ဟာစစ်သင်းမောပေါ်ကနေခုံချထွက်ပြေးနိုင်ခဲ့တယ်လို့သိရပါတယ်။အကြမ်းမဲ့စစ်တပ်ရဲ့ဖိနှိပ်မှုများကြောင့်စစ်သင်းမောပေါ်မှာပါလာတဲ့စစ်သားများနဲ့အထမလူသစ်စုဆောင်းခံရတဲ့ဒုတိယဂျားထဲမှာစိတ်ဓာတ်ကြာဆင်းမှုများဖြစ်ပေါ်လျက်ရှိကစစ်တပ်ထဲကနေထွက်ပြေးလွတ်မြောက်ရန်အငြင်းရန်ကြံစီနေကြတယ်လို့ထွက်ပြေးလွတ်မြောက်လာသူ၃ဦးကဝန်ခံထွက်ဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိထီလာမြို့ကတူနာပြုတင်တန်းကျောင်းတစ်ခုမှာကျောင်းသူတအုပ်ဟာအင်းသာထဲမှာမီးလောင်တေဆုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ12ရက်နေ့မနက်9နာရီခန့်အချိန်မှာမိထီလာမြို့မှာဖွင့်လှစ်ထားတဲ့တူနာပြုတင်တန်းကျောင်းကအင်းသာထဲမှာကျောင်းသူတအုပ်ဟာမီးလောင်တေဆုံးနေတယ်လို့ဒေသခံတွေကပြောပါရတယ်။ ဒီဇယ်နဲ့အနေနဲ့မိခိုးနဲ့အနေထွက်လာမှသိရတာလို့မိထီလာဒေတာကအမျိုးသားတို့ကအတည်ပြုပြောကြားထားပါတယ်အဲ့ဒီအကြောင်းသူဟာအသက်20ခန့်ရှိပြီဖြစ်ပြီးတော့ကရင်ပြည်နယ်ကနေတင်တန်းလာတက်တဲ့သူဖြစ်တယ်လို့သိရပါတယ်အဲ့ဒီအကြောင်းသူဟာအိမ်သားထဲမှာတကားချက်ထိုးပြီးတော့ကိုကိုကိုဒီဇယ်လောင်းပြီးမိရှို့တက်တည်သွားတာလို့စွပ်စွဲထားကြပြီးတော့ဖြစ်စဉ်အမှန်ကိုတော့မသိရသေးပါဘူးလက်ရှိမှာတော့ရုပ်အလောင်းကိုမိထီလာဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်မနေ့ကလည်းလာရှုံမြို့မှာ ဖခင်ဖြစ်သူနဲ့ကလေးသုံးဦးတို့ဒပြိုင်နက်ထဲတေဆုံးခဲ့ပြီးတော့ကြွက်သက်ဆေးတောက်ပြီးတော့တေချောင်းကြံသွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူးတိုင်းတောင်ငုံတမြို့နယ်လုံးမှာအခုလအတွင်းမကြာမီဖွင့်လှစ်မဲ့စစ်မှုထမ်းအပတ်စဉ်16အတော့ လူငယ်အယောက်600ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ကုန်မြို့နယ်မှာဩဂတ်လ10ရက်နေ့ကစတင်ပြီးတော့စစ်တပ်နဲ့ပြူစောထီးများကပုံစံအမျိုးမျိုးနဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခဲ့ရမှာလူငယ်ပေါင်းနေ့စဉ်အယောက်90နဲ့အထက်ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။တောင်ကုန်မြို့အဝင်ထွက်စစ်စေးရိတ်ဂိတ်များမှာ၎င်းတောင်ကုန်မြို့ပေါ်မှာညအချိန်အဲဆင်းစစ်စေးခြင်းဖြစ်၎င်းခရီးသွားလူငယ်များရဲ့မိုဘိုင်းဖုန်းများထဲမှာ VPN တပ်ဆင်ထားတယ်ဆိုပြီးတော့ ဖမ်းဆီးခြင်းများကို၎င်းစစ်တပ်နဲ့ပြူစောတိများကလုံဆောင်ခဲ့ကြတယ်လို့သိရပါတယ်။စစ်စေးရေးဂိတ်တွေမှာနေတိုင်းလိုလိုဖမ်းနေတာလူငယ်တွေကဆယ်ကနန်းနဲ့အထက်ဖမ်းခံနေရပါတယ်။ခပောင်းဂိတ်စစ်တောင်းတရဂိတ်နဲ့လေးမိုင်စစ်စေးရေးဂိတ်တွေနဲ့မြို့အဝင်ထွက်ဂိတ်တွေအားလုံးမှာဖမ်းနေတာပါ။ဖမ်းတာကတော့အကြောင်းမျိုးစုံပြပြီးတော့ဖမ်းနေတာပဲနေတိုင်းလိုလိုဖမ်းတာကလူငယ်ဆယ်ကနန်းနဲ့အထက်ရှိနေပါတယ် ဖမ်းထားတဲ့လူငယ်တွေအလုံးကိုတောင်ကုန်မြို့အမှတ်ငါးကျောင်းထဲမှာထည့်ထားတယ်စုစုပေါင်းလူငယ်အယောက်600လောက်ရှိတယ်လို့တောင်ကုန်မြို့အခြေစိုက်သတင်းရင်းမြစ်ကပြောပြထားပါတယ်တောင်ကုန်မြို့နယ်ကြောက်တိုင်ကျေးရွာအုပ်စုမှာနေထိုင်တဲ့အသက်34နှစ်အရွယ်စောကျော်ထူးဟာတောင်ကုန်မြို့ဘော်ကိုဆေးဝါးသွားရောက်ပြီးတော့ဝယ်ယူတဲ့အချိန်စစ်စေးရိတ်ဂိတ်မှာဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်လာရောက်ပြီးတော့ဝေယူတဲ့စေဝါများဟာစီးကြိုစီးနဲ့အဆိုင်ယောဂါတက်တာတဲ့ဆေးများဖြစ်ပြီးတော့ငါးလစာဝေယူခဲ့တဲ့အတွက်စစ်တပ်ကဖမ်းဆီးဆေးခဲ့တယ်လို့သိရပါတယ် အဲ့ဒီနောက်စစ်မှုထမ်းရမယ်ဆိုပြီးတော့စစ်သားစုဆောင်ရေးတပ်ကိုပို့ဆောင်ခဲ့တယ်လို့ပြောပါတယ်သူမိဘအတွက်မြို့ပေါ်ကိုစစ်တပ်ဝယ်တာဗျာအဲ့ဒါစီးချိုစီးနဲ့အစာရင်စီး၅လစာလောက်ဝယ်သွားတော့ဘာအတွက်လဲ PDF တွေအတွက်ဝယ်တာလားဆိုပြီးတော့ဖမ်းတယ်ဖုန်းတွေကိုလည်းတင်းသွားပါတယ်နောက်တော့ပတ်စံနဲ့ရွေးကိုင်းတယ်ရွေးလဲမရွေးနိုင်တော့အခုစစ်မှုထမ်းတပ်သားတဲ့စုဆောင်ရေးတပ်ထဲကိုပါသွားပြီလေလို့ ဖမ်းဆီးခံရသူစောကျော်ထူးရဲ့မိဘဖြစ်သူကပြောပြထားပါဗျ။အလားတူပဲအေယဝတီတိုင်းဟင်းသနာမြို့နယ်စခန်းကြီးကျေးရွာအုပ်စုမှာကျေးရွာအုပ်ချုပ်ရေးမှုအုံတန်းအဖွဲ့ဝင်ကျော်ဝင်းရှင်စိုးသူဦးတို့ကစစ်မှုထမ်းရအကျုံးဝင်တဲ့လူငယ်တွေရှိတဲ့အိမ်တော်စုတိုင်းကိုတလားကိုငွေကျပ်တသိန်းခွဲအထိစစ်မှုထမ်းကြီးတွေတိုးမြင့်ကောက်ခံလာကြောင်းသိရပါဗျ။ပစံမပေးနိုင်ရင်စစ်ထဲကိုတွားရမယ်ဆိုပြီးတော့ပြည်သူများကိုချိမ့်ချောင်းနေတယ်လို့ပြောပါတယ်စစ်တပ်ကတလားကိုလူနှစ်ယောက်တောင်းတယ်လူတောင်းတာကိုအချောင်းပြပြီးတော့စစ်မှုထမ်းကြီးတွေကိုတိုးပြီးကောက်လာတာ အရင်ကတအိမ်တောင်ကိုတလောက်ကို3000ပဲပေးရတယ်အခုတော့တအိမ်တောင်ကိုတလောက်ကိုတသိန်းခွဲတောင်တောင်းနေပါပြီပြီးရင်စစ်တပ်ကိုခေါ်ပြီးတော့ရွာထဲမှာလူတွေကိုဝင်ဆွဲတာအတော်ကိုဒုက္ခပေးနေတယ်လူတွေမှာစားစရာပတ်စံမရှိရတဲ့လေတလောက်ကိုတသိန်းခွဲဘယ်ပေးနိုင်မှာလဲပြည်သူတွေတော့အရန်ကိုဒုက္ခရောက်နေကြပါတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အချမ်းပတ်စစ်တပ်ကလာမယ့်ဩဂတ်စ်လ15ရက်နေ့မှာစစ်မှုထမ်းအပတ်စဉ်16အတွက်လူငယ်များကိုစစ်မှုထမ်းတင်တန်းကြောင်းများကိုအရောက်ပို့ပေးရန် ်မြို့နယ်စစ်မှုရန်ဟောင်းစင်ခေါ်ရေးအဖွဲ့များကညွှန်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံဥထုံထားနေခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား55ဦးကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မနေ့ကဩဂတ်စ17ရက်နေ့မှာဥထုံထားနေအတွင်းမှာရှိတဲ့တောထဲမှာရန်နာထားတဲ့ကားသုံးစီးကို ထိုင်းအာဏာပိုင်များကတွားရောက်စစ်ဆေးရမှာကားအတွင်းနဲ့အနီးနားမှာမြန်မာနိုင်ငံသား55ဦးကိုတွေ့ရှိခဲ့ရတယ်လို့ပြောပါတယ်၎င်းတို့စီမှာဘာထောက်ထားစာရွက်စာနဲ့မှမပါဘဲနဲ့ထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်လာခြင်းဖြစ်ပြီးတော့အမျိုးသား36ဦးနဲ့အမျိုးသမီး19ဦးတို့ဖြစ်တယ်လို့သိရပါတယ်အဲ့ဒီဖြစ်စဉ်မှာ ရင်မောင်းဟာထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးတော့တရားမဝင်မြန်မာနိုင်ငံသားတွေဟာဘန်ကောက်မှာအလုပ်လုပ်ရအတွက်လာရောက်ကြခြင်းဖြစ်တယ်လို့သိရပါတယ်မြန်မာနိုင်ငံသားများဟာမဲဆောက်မြို့ကနေတဆင်တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီးအဲ့ဒီမြန်မာများဟာလူကုန်ကူးခံရသူများဟုတ်မဟုတ်ထိုင်းအာဏာပိုင်များကစီစစ်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြပ်ဆက်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ